Oppo ဆိုတဲ့ brand ကမြန်မာနိုင်ငံကို official ဝင်တဲ့ဖုန်းနေတယ်မှာပေါ့နော် after sales ပေးအရတော်တော်လေးကောင်းတဲ့ company တွေပါတယ်ပြီးတော့ Oppo မြန်မာကမြန်မာနိုင်ငံကို twin နဲ့ model တွေကပေါ့ပေါ့ပေါ့ကြွကြွရွရလေးနဲ့လူငယ်ဆန်တဲ့ဖုန်းတွေတော်တော်များများ twin နေပါတော့အဲ့တော့ဒီနေ့ video လေးတွေမှာ Oppo phone ကိုဝယ်ဖို့စဉ်းစားနေတဲ့လူတွေအတွက်ဈေးတန်းလိုက်ရနိုင်မဲ့ Oppo phone လေးတွေကိုပြောပြပေးမယ် ပထမဆုံးကျွန်တော်တို့ဈေးရနှိမ်ဆုံးအောင်သွားလိုက်အောင်အဲ့ဒါတော့ Oppo ရဲ့ A38 ဒီကောင်လေးရဲ့ဈေးနှုန်းကတော့၄သိန်းခွဲဝန်းကျင်မှာရှိတယ်ပေါ့နော်ဒီကောင်လေးရဲ့အဓိကအားသာချက်ကတော့အကျန်းအယမ်းခံတယ်ပေါ့နော်မိတ်ဆွေတို့ YouTube မှာတွားကြည့်မယ်ဆိုရင်ဒီဖုန်းလေးနဲ့ကားတက်ကြိတ်တာတွေကျွန်တော်ရေနေဘူးနဲ့လောင်းပြတာတွေပြီးတော့ drain နဲ့ဖောက်တာတွေဒါတွေကိုမြင်ရမယ်ပေါ့နော်ဘာဖြစ်လို့ဒီလောက်ထိအကျန်းခံရလဲဆိုတော့သူရှိမှာ military grade scratch resistant certificate ရထားတယ်။ပုံမှန်ဆိုရင်ဒီလိုမျိုး certificate တွေကကျွန်တော်ဖုန်းအထူးကြီးတွေဖြစ်တဲ့ racket ဖုန်းတွေပါရတာပေါ့နော်။အဲ့ဒါကို Oppo ကသူ့ရဲ့ ဘတ်ဂျက်ဖုန်းမှာထည့်ပေးလိုက်တယ်ဒီချက်ကတော့တော်တော်လေးအားရဖို့ကောင်းပါတယ်နောက်တစ်ခုကတော့သူ့ရဲ့ဒီဇိုင်းပိုင်းသူ့ရဲ့ဒီဇိုင်းပိုင်းအနေနဲ့ကတော့ကင်မရာဘက်ထားတဲ့ပုံစံရောကြောဘက်ခြံရောမက်ရှင်နဲ့လောက်ထားတာတွေရောရိုးရိုးရှင်းရှင်းနဲ့ လာတယ်ပါတယ် display ဘိုင်းအနေနဲ့တော့သူရှိမှာတုံးပေးထားတာကတော့6.67 inch IPS LCD 90Hz display ကိုတုံးထားပေးတယ်အာဒီစီတန်းဝင်းကျင်မှာတော့ဒီ display ကတော့ပုံမှန်ပဲပေါ့နော် speaker ကတော့ကျွန်တော်တို့ mono speaker ပဲတုံးထားပေးတယ်ဒါပေမဲ့သူက300%လောက်ဒီအတန်ကိုချဲ့လို့ရတာဖြစ်တဲ့ကြောင့်ကိုက phone speaker မှာအတန်ကျကျလိုချင်တဲ့လူတွေအတွက်ကတော့အဆင်ပြေတယ်ပေါ့နော် camera ဘိုင်းမှာတော့ budget phone ဖြစ်တဲ့တဲ့ကြောင့်အရင်မျှော်လင့်လို့တော့မရဘူးသူရှိမှာပါတဲ့ camera specification ကတော့8 megapixel main camera နဲ့ selfie camera ကတော့5 megapixel ကိုတုံးထားပေးတယ်ပုံထွက် quality quality တွေကတော့ကျွန်တော်တို့အလင်းရောင်ကောင်းကောင်းရတဲ့နေရာတွေမှာဆိုရင်တော့အဆင်ပြေတယ်ဆိုတဲ့ပုံထွက် quality ကိုထုတ်ပြနေတယ် performance ဘိုင်းကိုပြောရမယ်ဆိုရင်တော့သူရှိမှာတုံးထားပြီး SOC က Snapdragon 6700ကိုတုံးထားပြီးတယ်။ဒီ SOC ရဲ့ performance ကပုံမှန် daily usage social media တုံးတာလောက်တော့ကတော့အဆင်ပြေတော့ပေါ့နော်။ဒါမှမဟုတ်ကိုက mobile လေးချမ်းအောင်ခင်ကိုတရက်ကို2ပွဲ3ပွဲလောက်ဆော့မယ်ဆိုလည်းဒီ performance ကအဆင်ပြေနိုင်တယ်။ battery ဘိုင်းအနေနဲ့တော့ဒီ phone လေးမှာတုံးထားပြီးတာက9100 mAh battery ကိုတုံးထားပြီးတယ်။အပြန့်သွင်းဖို့ကိုလည်းဒီဈေးနှုန်းဝင့်ကျင်မှာတော်တော်လေးမြန်တယ်လို့ပြောရမယ်။ 40Wi-Fi fast charging ကိုတုံးထားပြီးတယ်။ဒီ phone ကတော်တော်မှအားခံနေတယ်ပါတယ်ပေါ့နော်။ပုံမှန်ကိုက social media တုံး လားဖုန်းကိုဖုန်းတစ်လုံးလို့သုံးတာလောက်အတွက်ကတော့ကျွန်တော်ဒီဖုန်းက2ရက်လောက်ထိအသုံးခံတယ်။အပြန့်သွင်းဖို့ကိုလည်း0 to 100ကို45ဝက်နဲ့ဆိုတော့ကျွန်တော်တို့တနားရီခွဲလောက်ပဲကြာတယ်။အဲ့တော့ဒီဖုန်းကိုဘယ်လိုတွေကို recommend ပေးလဲဆိုတော့ဖုန်းတစ်လုံးကိုအကျန်းလဲအတကယ်ခံရမယ်။ဒီဇိုင်းလဲလှတယ်ဆိုတဲ့လူတွေအတွက်ကို recommend ပေးချင်ပါတယ်။နောက်တစ်ဖုန်းလုံးကတော့ Oppo ရဲ့ A3 အာဒီဖုန်းကကြတော့ဘလိုလူတွေအတွက်လဲဆိုတော့ကိုက Oppo ရဲ့ A38 ကိုလည်းကြိုက်တယ်ဈေးကလည်းနည်းနည်းလေးပိုသုံးနိုင်လေပိုကောင်းတဲ့ display ပိုကောင်းတဲ့ SoC နဲ့ပိုကောင်းတဲ့ camera တွေလိုချင်တယ်ဆိုရင်တော့ Oppo ရဲ့ A3 ကိုရွေးလို့ရပြီပေါ့နော်သူ ရှိမှာတုံးထားပြီးတဲ့ display က IPS LCD display ကိုမှ 120Hz နဲ့ဖြတ်သွားတယ်။အဲ့တော့ဖုန်းသုံးတဲ့နေရာမှာချောချောမွေ့မွေ့လေးနဲ့သုံးလို့ရတယ်ပေါ့နော် SOC အနေနဲ့တော့သူရှိမှသုံးထားပေးတာက Snapdragon 660 Gen 1ကိုသုံးထားပေးတယ်ကင်မရာဘိုင်းအနေနဲ့တော့သူရှိမှသုံးထားတဲ့ camera specification ကိုပြောရမယ်ဆိုရင်50 megapixel main camera နဲ့ selfie camera ကတော့5 megapixel ကိုသုံးထားပေးတယ်50 megapixel main camera ဖြတ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ပုံတွေရိုက်တဲ့အခါမှာကြီးကြီးလင်းလင်းနဲ့ detail ကောင်းတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ် selfie camera ကတော့5 megapixel ဆိုတော့ပုံမှန်တိုင်းပါပဲ battery life ကလည်း9100 milliamp hour မှ45 hour 5ဝက်စတက်ချာနေတယ်ဆိုတော့ကျွန်တော်ရှိမှပြောခဲ့လို့ပဲအားလည်းတော်တော်လေးခံပြီးအပြန့်သွင်းမယ်ဆိုရင်လည်းတနအီခွဲလောက်ပဲကြာတယ်ဒီဖုန်းလေးကို blue တွေ recommend ပေးလဲဆိုတော့ဒီဇိုင်းလှတာပြင်အောင်မှအကျန့်လည်းခံအောင်မယ်ကင်မရာကလည်းအတန်အသင့်ကောင်းအောင်မယ်ဆိုတဲ့လူတွေအတွက်ကိုကျွန်တော်က recommend ပေးချင်ပါတယ်နောက်ထပ်ဖုန်းလုံးကတော့ oppo ရဲ့ a60 ဒီဖုန်းလေးကလည်းကျွန်တော်ရှိမှပြောခဲ့တဲ့ဖုန်းနှလုံးလိုပဲအကျန့်ကတော်တော်လေးခံတယ်ပေါ့နော်ဒီဇိုင်းပိုင်းကလည်းတော်တော်လေးလှတယ်မှာပါတယ်ကင်မရာကိုကျွန်တော်တို့ downline လေးထားပေးထားတာကတော်တော်လေးသဘောကျဖို့ကောင်းတယ်ပေါ့နော်ဒီဇိုင်းပိုင်းကတော့ကျွန်တော်လေးကြိုက်တဲ့ထဲမှာပါတယ် display ဘိုင်းကိုသွားရမယ်ဆိုရင်တော့သူရှိမှာတုံးထားပြတာက7.67 inches IPS LCD 90Hz ကိုတုံးထားပြတယ်။ IPS LCD panel ကိုတုံးထားပြမယ်။သူ့ရဲ့ color production ကကောင်းတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ display ကစူးစူးတောက်တောက်လေးနဲ့ ကြည့်လို့ကောင်းတဲ့ဘက်ကိုသွားတယ်။ Big Brain နဲ့နေရာလဲဒီဖုန်းလေးမှာ950 nit ထိပါတော့နေရောင်ထဲမှာကိုကဖုန်းသုံးမယ်ဆိုရင်တော့မှကြည်ကြည်လင်လင်နဲ့သုံးလို့ရတယ်ပေါ့နော်။ Speaker အနေနဲ့ကတော့သူရှိမှာ Stereo Speaker ကိုသုံးပေးလိုက်တာဖြစ်တဲ့တဲ့ကြောင့်တာမန် Mono Speaker အထက်အများကြီးပိုကောင်းပါတယ်။ SOC အနေနဲ့တော့ဒီဖုန်းလေးမှာသုံးထားပေးတာက Snapdragon 680ကိုသုံးထားပေးတယ်။ဒီ SOC ရဲ့ performance ကကိုကတာမန် Daily Use လောက်တာတဲ့အပြင်မှာ Gain နေပါဆော့မယ်ဆိုလဲကောင်းကောင်းမွန်မွန်ဆော့လို့ရတယ်ပေါ့နော်။သူရှိမှာသုံးထားပေးတဲ့ battery ကတော့9100 mAh မှာ 45W fast charge နေတယ်ဆိုတော့ကျွန်တော် ော့အပေါ်မှာပြောခဲ့သလိုပဲတော်တော်လေးအားသွင်းတာမြန်ပြီးတော့အားလဲခံတယ်ပေါ့နော်ကင်မရာဘိုင်းကိုတွားရမယ်ဆိုရင်သူရှိမှာတုံထားပေးတာက50 megapixel main camera နဲ့2 megapixel depth selfie camera ကတော့8 megapixel တုံထားပေးတယ်ပုံထွက် quality ကတော့အလင်းရောင်ကောင်းကောင်းရတဲ့ daylight အချိန်တွေမှာဆိုရင်တော့ပုံကောင်းကောင်းလေးထွက်တယ်ပေါ့နော် selfie camera ရဲ့ camera quality ကတော့ပုံမှန်ပါပဲ ဒီဖုန်းလေးကိုဘက်ဂရိုးလေးကို recommend ပေးခြင်းလဲဆိုတော့ဒီဇိုင်းလာတယ်အကျန်းခံတယ်ပြီးကြတော့ speaker ကောင်းကောင်းပါတဲ့ဖုန်းတစ်လုံးကိုလိုချင်တဲ့လူတွေအတွက်ကတော့ဒီဖုန်းလေးကို recommend ပေးပါတယ်နောက်တစ်လုံးကတော့ Oppo ရဲ့နောက်ဆုံးထွက်ထားတဲ့ Oppo Reno 30F ဒီဖုန်းလေးကဒီ mirror စီတဲ့ဝင်ကျင်မှာ SOC နည်းနည်းအားမရတာလွှဲရင်အခြားဘာမှအပြစ်ရှာလို့မရတဲ့ဖုန်းလေးတလုံးပေါ့နော်။ဒီဇိုင်းပိုင်းအနေနဲ့ကြည့်မယ်ဆိုရင်လည်း Oppo Reno 13နဲ့ဒီဇိုင်းပိုင်းတူတူပဲဖြစ်တဲ့ကြောင့်တော်တော်လေးလှတယ်တဲ့ပါတယ်။နောက်ဖက်ချမ်းကကျွန်တော်လိပ်ပြပုံစံပတန်လေးဆိုရင်လုံးဝ unique ဖြစ်တယ်ပေါ့နော်။ပြီးကြတော့ဒီဖုန်းလေးမှာ IP68 Dust and Water Resistor ပါတာဖြစ်တဲ့ကြောင့်ရေဆိုးခံတာပြေအောင်မှရေစိမ်ခံတယ်ပေါ့နော်။အဲ့တော့ Oppo ကကိုကရေအောင်မှဓာတ်ပုံတွေမှာရိုက်ချင်ရိုက်လို့ရအောင် ကျွန်တော် underwater photography mode ကိုထည့်ထားပေးတယ်။အဲ့တော့ camera bank ကိုတစ်ခါလေးဆက်ပြီးတော့တွားလိုက်အောင်။ဒီရှိမှာသုံးထားပေးတဲ့ camera specification ကတော့50 megapixel main camera, 8 megapixel ultra wide နဲ့2 megapixel micro traffic camera စတဲ့နဲ့လာတယ် selfie camera ကတော့32 megapixel ပဲဒီ camera စတဲ့ရဲ့ပုံထွက် quality ကိုကြည့်မယ်ဆိုရင်စိုးစိုးတောက်တောက်လေးနဲ့ကြည့်လို့ကောင်းတဲ့နေရာမှာပါတယ် selfie camera ရဲ့ပုံထွက် quality ကလည်းတော်တော်လေးကောင်းပါတယ်ဒီစပလေးဘိုင်းကိုသွားမယ်ဆိုရင်တော့သူရှိမှာတုံးထားပေးတာက 7.67 inches 1.2s AMOLED panel ကိုသုံးထားပေးတယ်။ AMOLED panel ကိုသုံးထားပေးတာဖြစ်တဲ့အတွက်ကြောင့် ုံမှန် IPS LCD display အထက် color တွေကပိုဆိုပိုတောက်ပြီးတော့ပိုပြီးတော့ကြည့်လို့ကောင်းပါတယ် brightness နည်းနည်းနဲ့ကလည်း2100 nits ဒီပါတာဖြစ်တတ်တဲ့ကြောင်းတော်တော်လေးမှလင်းတဲ့ display ထဲမှာပါပါတယ် battery life အနေနဲ့ကတော့သူရှိမှာတုံးထားပေးတာက5000 mAh မှာအပြည့်အဝမှု45 watt fast charging နဲ့ပါတယ်ဒါကတော့ပုံမှန်ပါပဲသူရှိမှာတုံးထားပေး SOC ကတော့ MediaTek ရဲ့ Helio G100 ကိုတုံးထားပေးတာဖြစ်တတ်တဲ့ကြောင်းကိုကတာမန် daily usage တွေအပြင်မှာပေါ့ပေါ့ပေါ့ပါဂိမ်းစောတာအတွက်ပါဒီဖုန်းကတော်တော်လေးတုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ heavy game တွေတော့ ော့ဒီဖုန်းကို recommend မပေးချင်ပါဘူးဒီဖုန်းလေးရဲ့ full review ကိုလည်းကျွန်တော် review လုပ်ပေးထားရှိပါတယ်ကျွန်တော် page ထဲမှာဝင်ပြီးတော့ကြည့်လို့ရရပါတော့အဲ့တော့နောက်တစ်လုံးကိုသွားလိုက်ရအောင်နောက်တစ်လုံးကတော့ Oppo ရဲ့ Reno 30ပထမဆုံးဒီကောင်လေးရဲ့ design နဲ့ base quality ကိုပြောရမယ်ဆိုရင်သူကအနောက်ဘက်ခြံကို glass ကိုသုံးပေးထားတယ်ဘေးဘက်ပေါင်တွေကိုလည်း aluminum ကိုသုံးထားပြီးတာဖြစ်တဲ့ကြောင်း ဘေး quality တော်တော်လေးကောင်းတဲ့ဖုန်းထဲမှာပါတယ်။ဒီဇိုင်းပိုင်းကလည်း unique ဖြစ်ပြီးတော့လှတဲ့ဘက်ကိုသွားတယ်။ကျွန်တော်မျက်လုံးမိတ်ပြီးတော့ဒီဖုန်းကိုကိုင်ကြည့်လိုက်မယ်ဆိုရင်မသိရင် iPhone တစ်လုံးကိုကိုင်နေရတယ်လို့အချို့မျိုးဒီဖုန်းကချုံထားတာဖြစ်တဲ့ကြောင်း hand feeling အရမ်းမိုက်ပါတယ်။ပြီးကြတော့ဒီဖုန်းမှာ Oppo Reno 30F လို့ပဲ IP69 ဓာတ်ဆန် water resistant ပါတော့ရေဆူရအပြင်မှာရေစိမ်းနာမှာခံတယ်။အဲ့တော့ Oppo ကရှိမှလို့ပါပဲ။ underwater photography mode ကိုဒီဖုန်းမှာလည်းထည့်ပြီးတော့ထည့်ထားပေးတယ်။နောက်ထပ်ဒီဖုန်းမှာမိုက်တဲ့အချက်ကတော့သူ့ရဲ့ရှေ့ဘက် display ရဲ့ဘေးဖယ်ညာအပေါ်အောက် ချင်းတွေကညီနေတာဖြစ်တဲ့တောင်ဒီဖုန်းရဲ့ display ကကြည်တာနဲ့တော့တော်တော်လေးလှတယ်ပေါ့နော်သူ့ရဲ့ display panel အကြောင်းပြောရမယ်ဆိုရင်7.67 inches 120Hz AMOLED panel ကိုတုံးထားပေးတယ် ကာလာတွေကစိုးစိုးတောက်တောက်နေတော်တော်လေးကြည့်လို့ကောင်းပါတယ်ကင်မရာဘိုင်းနေနေရလဲဒီဈေးတန်းဝင်ချိန်မှာတော်တော်လေးအားရဖို့ကောင်းတယ်ပေါ့နော်သူရှိမှာတုံးထားတဲ့ကင်မရာ specification ကိုပြောရမယ်ဆိုရင် 50megapixel main camera 8megapixel ultra wide နဲ့ 2megapixel micro traffic camera ဆက်လက်နဲ့လာတယ် selfie camera ကတော့ 32megapixel ကိုပဲတုံးထားပေးတယ်ပေါ့နော် SoC အနေနဲ့တော့သူရှိမှာတုံးထားပေးတာ dimensity 6350ကိုတုံးထားပေးတယ်ဒီ SoC ရဲ့ performance ကပုံမှန် daily usage တွေအပြင်မှာ gain တွေပါဆော့မယ်ဆိုလဲကောင်းကောင်းမွန်ဆော့လို့ရတယ်ပြီးတော့နောက်ခုကဒီဖုန်းမှာ gain အကြကြီးဆော့မယ်ဆိုရင်တော့မှ ဟီရန်တက်မလာတော့ဒီဖုန်းနဲ့ဂိမ်းဆော့မယ်ဆိုတဲ့လူတွေအတွက်လည်းကောင်းကောင်းမွန်ဆော့လို့ရတယ်ဘက်ထရီပိုင်းအနေနဲ့လည်းသူ့ရဲ့ဖုန်းပါပါလေးနဲ့မလိုက်အောင်မှာ9800 mAh ကို 80W fast charging နဲ့လာတယ်80 fast charging နဲ့ဖြစ်တတ်တဲ့ကြောင်းတော်တော်လေးမှအားသွင်းတာမြန်တယ်ပေါ့နော်9800 mAh နဲ့ဆိုတော့အားလည်းအရန်ခံပါတယ်ပြီးကြတော့ဒီဖုန်းလေးထဲမှာကျွန်တော်တို့အတွက်အသုံးဝင်တဲ့ AI feature လေးတွေပါတယ်ဥပမာကျွန်တော်တို့ AI eraser တို့ AI summary တို့ AI reflection remover တို့ဒီလိုမျိုး AI feature တွေလည်းပါတယ်ပေါ့နော်ဒီ phone လေးရဲ့ full review ကိုလည်းကျွန်တော်တို့ကိုကြော်ကြီးပြောပြထားရှိတဲ့အကြောင်းကျွန်တော်တို့ page ထဲမှာဝင်ပြီးတော့ကြည့်လို့ရပါတယ်ဒါကတော့ Oppo phone တွေကိုဝယ်မယ်ဆိုရင်ဈေးတန်းအလိုက်ဘယ်လိုမျိုး specification ကိုရမလဲနဲ့ဘယ်လိုလိုနဲ့အဆင်ပြေမလဲဆိုတာကိုပြောပြပေးရတာပဲဖြစ်ပါတယ်နောက်တစ်ခုကဒီ phone တွေကမြန်မာနိုင်ငံကို official ဝင်တာဖြစ်တဲ့အကြောင်း brandy ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘာမှစိတ်ပူစရာမလိုဘူးလို့ပြောနေတယ်ပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်အောင်ခတ်ပါ Yangon Mobile Store.